အနီတိုင်းမတန်လုံးပဲလို့ကြာစာညက်ကဟင်းဝီယံမီရဲ့ငကားမျက်ဆောင်နဲ့တဲ့တဲ့တူးကင်ရတဲ့နော်ဖုံးရဲ့ထောင်းစိတ်ဆော့ပွဲသွားရင်ဟင်းဝီယံမီရဲ့ငကားမျက်ဆောင်နဲ့တူးသွားရတာက နော်ဖုံးရဲ့ထားပါ ဒါကလည်းနော့ပေါ်ရတဲ့ဟာသူများမိသားစုကြားနဲ့အထင်တိုးဝင်ကတပ်ပုံရိုက်လို့ဖြစ်ပါတယ်။တင်ယူဆောင်မင်းသမီးချော်လင်နော့ပေါ်ရတဲ့ဟာမင်းသားဟင်းဝင်းရဲ့နဲ့မင်းသမီးစုပြေတစင်တို့ရဲ့ဆေးဆက်ပွဲအခမ်းအနားမှာသူများမိသားစုတွေအမတ်တရားတပ်ပုံရိုက်ဖို့ပြင်နေချိန်ဂျားလေးကိုအထင်တိုးဝင်သလိုဖြစ်သွားပြီးပဲလော်ချာစားညက်ဆိုသလိုအနီးရခက်တဲ့အခြေအနေတစ်ခုနဲ့ကြုံတွေ့ခင်ရတာပဲဖြစ်ပါတယ်။ ဒီကိစ္စလေးကြောင့်ပဲနော်ဖိုးရဲ့ဒါတရားတိုင်းပြည်ပြည်သူလူပြောများသွားကြရပြီးအထူးသဖြင့်ဟိဝင်ရန်ရဲ့အမေဖြစ်သူဒေါ်ဆန်းဆန်းဝင်းရဲ့နှကားမျက်ဆောင်နဲ့တိုက်တဲ့တိုးကြရတာကတော့အင်တာနက်ဆာမျက်နှာတွေပေါ်မှာဗီဒီယိုဖိုင်နဲ့တကွပြန့်နှံ့သွားခဲ့ပြီးလူပြောများဆုံးအကြောင်းအရာတစ်ခုဖြစ်ခဲ့ရတာပါနော်ဖိုရီတာဟာစုပြည့်မွေးနေ့တုန်းကမလာလို့လူပြောများခဲ့သလိုလာပြန်တော့လေပြဿနာတက်ခဲ့ရတာပါ အခုတခါကျင်းပါတဲ့ဟဲဝိယန်နဲ့စိုးပြေတစင်တို့ရဲ့စိတ်ဆက်ပွဲကိုတော့နောဖွင့်ထားကရွှေရံဝတ်စုံလေးနဲ့ဖက်ရှင်ကြကြမိမိုက်ဆောင်နဲ့တက်ရောက်လာခဲ့ပါတယ်။ဒီအထိကတော့ဘာပြဿနာမှမရှိသေးပါဘူး။အားလုံးရဲ့အာယုံဆိုင်မှုနဲ့လူပြောစရာဖြစ်သွားခဲ့တဲ့အထိကဇလန်းကတော့ဟဲဝိယန်နဲ့စိုးပြေတစင်တို့ရဲ့နှစ်ဖက်မိသားစုတွေအမတ်တရဓာတ်ပုံရှိုက်ကူးတဲ့အချိန်မှစတင်ခဲ့တာပါ။ အဲ့ဒီအချိန်မှာနော်ဘော့ရဲ့ဌာကနှစ်ဖက်မိသားစုတွေကြားတဲ့ကိုအတင်းတိုးဝင်ပြီးဓာတ်ပုံရိုက်ခံတယ်လို့ဖြစ်သွားခဲ့ပါတယ်။ပူပီဆိုရာကတိုးဝင်လိုက်တဲ့နေရာဟာတိုက်တိုက်ဆိုင်ဆိုင်ပဲသူတို့သားလောင်ဟင်းဝီရန်နဲ့သူ့ရဲ့မိခင်ဒေါ်ဆန်းဆောင်းဝင်းတို့ကြားမှာဖြစ်နေခဲ့တာပါ။ဒီတော့တားဖြစ်သူပေးမှနေရာယူထားတဲ့ဒေါ်ဆန်းဆောင်းဝင်းတယောက်မမဆိုင်ညာမဆိုင်ကိုနဲ့တားကြကိုဝင်တိုးလာတဲ့နော်ဘော့ရဲ့ဌာကိုမကြည့်တယ်လို့ဖြစ်ပြီးနှကားမျက်ဆောင်နဲ့ထိုးကြည့်လိုက်တဲ့မြင်ကွင်းဟာဗီဒီယိုထဲမှာထင်သာပေါ်လွင်နေခဲ့ပါတယ်။ ထွက်လာတဲ့ဓာတ်ပုံတွေမှာလည်းဟဲဝိယံကအလဲမှာသူ့ရဲ့တစ်ဖက်တစ်ချမ်းမှာစိုးပြေတဲ့စင်းနဲ့နော်ဖိုးရဲ့ဓာတ်တို့ကနေရာယူထားသလိုဖြစ်နေတာကြောင့်ဒါဟာအနေအထိုင်မတက်တာနေရာမသိတာဆိုပြီးဝိုင်းဝေပန်စရာဖြစ်ခင်ရတာပါဒီလိုလူပြောစရာဖြစ်ခင်ရတဲ့အထက်အကြောင်းရင်းကစိုးပြေတဲ့စင်းရဲ့အမဖြစ်သူမာကြီးဆိုလို့အားလုံးကချစ်စနုခေါ်ကြတယ်မြင်းသမီးကြီးစိုးမြတ်သူစားကြောင့်ဆိုတာကိုတွေ့ရမှာပါ ဗီဒီယိုဖိုင်ထဲမှာစူးမြတ်သူစားကနော်ဘောရဲ့ဌာနဲ့စကားစမြည်ပြောနေရင်ဓပုံဆရာကဓပုံရိုက်ဖို့အတွက်လူစုလိုက်တဲ့အခါမှာ လာညမာနေတခါလဲဝင်တာရှင်းလိုက်ဆိုတဲ့သဘောမျိုးနဲ့နော်ဘောရဲ့ဌာကုံလက်ကနေဆွဲခေါ်ပြီးနေရာချပင်းလိုက်တာကိုတွေ့ရပါတယ်အကြီးတယောက်ကဒီလိုနေရာပေးတဲ့အခါငင်းဆန်မှုခတ်တာကြောင့်နော်ဘောရီသားကလည်းအာနာပါနာနဲ့ဝင်ရလိုက်ပုံပါပဲ။ဒါပေမဲ့အဲ့ဒီလိုဝင်လိုက်တဲ့အချိန်မှာဟေးဝင်းရဲ့အမေဖြစ်သူကမျက်နှာမကောင်းဖြစ်ပြီးစူပုတ်သွားခဲ့ရတာပါ ီနေရာမှာပြည်သက်တည်းရဲ့အမြင်တွေကလည်းနှမျိုးကွဲထွက်နေပါတယ်။တချို့ကတော့နော်ဘောရဲ့ဓာအနေနဲ့မာဂျီဆိုးကတင်းခေါ်ရင်းနောက်မှာဒါဟာမိသားစုတပ်ပုံရိုက်ခြင်းဖြစ်တာကြောင့်အလိုက်တတိနဲ့နောက်ဆုတ်ပေးတဲ့နေ။ဘာလို့အတင်းဝင်တို့တို့လိုလုံးဝတလဲဆိုပြီးသူ့ကိုပြစ်တင်နေကြပါတယ်။အမှုပညာရှင်တယောက်အနေနဲ့တီလိုချင်းမျိုးမှာပိုပြီးအလိုက်တည်တဲ့နေလို့ထောက်ပြကြပါတယ်။ တချို့ကတော့တာဟာနားလည်မှုလွဲမှားခြင်းတစ်ခုသာဖြစ်ပြီးနော်ဘောရဲ့တာဘက်ကလည်းအပြင်းမရှိသလိုတာကိုချစ်တဲ့မိမိဒေါ်ဆန်းဆန်းဝင်းရဲ့တဘာဝတုံ့ပြန်မှုတစ်ခုလိုပဲမြင်ကြပါဗျ။မာကြီးဆိုရင်စေတနာကတစ်ဖက်မှာအမှတ်လွဲစရာဖြစ်သွားကြရတာလို့သုံးသပ်ကြပါဗျ။ ဘလူပဲဖြစ်ဖြစ်လူမှုပွဲလမ်းသဘင်နေမှာကိုယ့်ရဲ့နေထိုင်ပြောဆိုဟာဘလောက်တောင်အရေးကြီးတယ်ဆိုတော့ကိုတင်ကန်းစာယူနိုင်ပါတယ်။တခါတလေမှာကိုယ့်ဘက်ကရည်ပဲချက်မရှိပဲပြုလုပ်လိုက်တဲ့ပြုမှုလေးတစ်ခုကအထင်လွဲစရာတွေဝေဖန်စရာတွေဖြစ်သွားနိုင်တယ်ဆိုတော့ကိုတတိပြုပါမှာပါ။ကိန်းဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကရောတပ်ပုံတင်တိုးရိုက်မိတယ်လို့ဖြစ်ပြီးလူပြောများနေတဲ့နော်ဖိုးရဲ့ထိုင်ရဲ့ပေါ်မှာဘလူးမြင်ကြပါသလဲကိုရဲ့မြင်လေးတွေကိုပြောသွားကြပါအောင်ရှင်